ီနေ့မှာတော့ retail ယူဆောင်လာခဲ့တဲ့မွေမြူတွေရန်နာကိုနိုင်ငံခြားကလူတွေကိုရောင်းချပြီးငွေတုံးပိုက်ကအချီကြီးရဖို့ကြံစီနေခဲ့ကြတဲ့ရာအီဂျာနဲ့ယာမနီတို့ကိုရှီဗန်ညာနဲ့ဆီရှာတို့ကကရုံးပေါ်ထိတ်ကွက်လုပ်ပြီးဘလူတွေကွက်ကြော်ရိုက်သွားမလဲဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်။မွေပြုံမယ်ရဲ့ကလပ်စာအပိုင်း30ခုကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ျွန်တော်တို့ရဲ့ Recover Channel ကို ကြည့်ရှုအားပေးကြတဲ့ပြည်သားအလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားအဆုံကိုတင်ဆက်ပေးသွားမယ် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ ရှိပန်းကြလဲဒန်ယာရီနဲ့သူတို့စီကိုစိုက်စိုက်မြမြိုက်ကြီးရောက်ရှိလာခဲ့တဲ့ဘယင်ကြီးဆာဂရန်စင်ကရီတက်ရဲ့ဖေးရင်ဆိုရင်ဒါရီအားလုံးရဲ့လက်ထက်ကရာကြီးကြပဲယောက်မားဖြစ်တဲ့ဂျာမနီကလည်းမိသားစုရဲ့ပေါ်မှာအရန်ကိုကောင်းတဲ့သူဖြစ်တာမို့သူကလည်းရီတက်လိုပဲရာကြီးကြရဲ့တုံးချခံဖြစ်နိုင်ကြောင်းစီရှာကိုပြောပြလို့နေခဲ့ပြီးအကြောင်းအရာအားလုံးကိုဒီထက်ပိုပြီးအသေးစိတ်သိရှိနိုင်အောင်ရာကြီးကြကိုအရင်ကထက်ပိုပြီးအနီးကပ်စောင့်ကြည့်ဖို့လိုအပ်နေပြီလို့ပြောဆိုခဲ့ကရှီဗန်ညာတရားအင်ကိုပြန်သွားခဲ့ပါတော့ ရှီဗန်ညာလည်းအင်ကိုပြန်ရောက်လာခဲ့တဲ့အခါရိုက်ဂျာကရီတစ်နဲ့အန်ကက်စတိုနဲ့အတူရန်နာကိုအရယူနိုင်ခဲ့တဲ့အတွက်အောင်ပွဲခံနေခဲ့ပါရီတစ်ကလည်းအယောင်းဝယ်ကဒီနေ့ပဲဖြစ်မှာဖြစ်ကြောင်းနဲ့နိုင်ငံခြားကဂိုစလေရီကလည်းအဆင်သင့်ရောက်ရှိနေကြပြီဖြစ်ကြောင်းညီဖြစ်သူအန်ကက်စ်ကိုပြောပြနေခဲ့ပါ အဲ့ဒီချိန်ရှီဗန်ညာကမသိသလိုနဲ့အနာကနေဖြတ်သွားခဲ့တဲ့အခါဂျာမနီကလန်ခေါ်လိုက်ပြီးရှီဗန်ညာအတွက်ပြထားတဲ့လဝိယန္နာတွေကိုယန္နာကုံသွဲတွေနဲ့တွေ့တဲ့အခါအယောင်ပြန်တင်ခိုင်းလိုက်မယ်လို့ပြောဆိုကပြန်တောင်းနေခဲ့တာကြောင့်ရှီဗန်ညာကလည်းယန္နာပစ္စည်းတွေကိုယူဆောင်ဖို့အခန်းထဲကိုရောက်ရှိလာခဲ့ပါရှီဗန်ညာလည်း အခန်းထဲမှာရန်နာပစ္စည်းတွေကိုဂျာမနီကိုပေးဖို့တင်စီနေခဲ့တဲ့ဆင်မရီတစ်ကရောက်ရှိလာခဲ့ပြီးရန်နာကိုမိသားစုအတွက်သူရောင်းယူပေးနိုင်ခဲ့လို့အရန်ကိုဝန်တာကြောင်းရှီဗန်ညာជីနူးစွာနဲ့ပြောဆိုနေခဲ့တဲ့ဆင်မရှီဗန်ညာကရီတရာ ရိုက်ဂျာကဒီနေ့လိုချမ်းသာလာခဲ့တာကဘာလုပ်တွေလုပ်ခဲ့လို့လဲလို့ရိုက်ဂျာရဲ့အကြောင်းကိုမင်းမြန်နေခဲ့စင်မှာပဲယာမနီကအခန်းထဲကိုရောက်ရှိလို့လာခဲ့ပြီးခင်မုန်းဖြစ်တဲ့ရိုက်ဂျာကအရှင်ကမာလီတယောက်ဖြစ်ပြီးသပင်စိုက်တာကျွမ်းကျင်ကြောင်းယူသားစူးစားပြီးအောက်ခြေကနေတဆင်ချင်းစီတက်ကအလုပ်တွေကိုစူးစားလုံဆောင်ခဲ့လို့ဒီနေ့လိုအချိန်နေမျိုးနဲ့ချမ်းသာလာခဲ့တာဖြစ်ကြောင်းပြောပြခဲ့ကရှီဗန်ညာစီကနေရန်နာပစ္စည်းတွေကိုယူဆောင်ပြီးအခန်းထဲကနေပြန်ထွက်သွားခဲ့ပါတယ် ဂျာမနီလည်းအခန်းထဲကိုပြန်လည်ရောက်ရှိလို့လာခဲ့တဲ့အခါရှီဗန်ညာကရာဂျာရဲ့အကြောင်းတွေကိုစိတ်ဝင်စားနေမင်းနေကြောင်းသူမအနေနဲ့လည်းအရှင်ကမာလီမို့လို့မာလီလောက်ဘူးကြောင်းအဲ့ကနေမိသားစုအတွက်ရိုးရိုးသားသားကျူးစားလုပ်ကြပြီးချမ်းသာလာတာဖြစ်ကြောင်းပြောပြခဲ့တယ်လို့ရာဂျာကိုတဆင့်ပြန်လည်ပြောဆိုခဲ့ကယန္နာကိုအယောင်းဝယ်ကိစ္စပြီးတာနဲ့ဘရစ်တန်ရဲ့ရှီဗန်ညာကိုအပြည့်ရှင်းပြဖို့သူမရဲ့နောက်ထပ်ရုပ်ပါတဲ့အချန်စီအတွက်ရာဂျာကိုပြင်ဆင်ခိုင်းခဲ့ပြန်ပါ အဲဒီနောက်ရှိဗန်ညာလဲစီရှာနဲ့တွားရောက်တွေ့ဆုံခဲ့ကမွေမြူတဲ့ရန်နာကိုရိုက်ချာတို့ကဒီနေ့ညပဲတွားရောက်ရောင်းချတော့မှလို့စီရှာကိုပြောပြခဲ့တဲ့အခါစီရှာကအချိန်နဲ့နေရာကိုမသိရသေးကြောင်းပြီးတော့ငါးယောက်မြောက်လူသက်သမားကလည်းအဆိုပါအယောင်းဝယ်လုပ်ချိန်မှာရှိနေနိုင်ကြောင်းပြောဆိုခဲ့ပါဒါကြောင့်ရှိဗန်ညာလဲရိုက်ဂျာတို့အယောင်းဝယ်လုံးမဲ့နေရာနဲ့အချိန်ကိုသူဆက်ပြီးတော့စုံစမ်းကစီရှာကိုပြန်ပြီးတော့ပြောပြပေးမယ်လို့ပြောဆိုပြီးသူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပါတယ်။ဒီလိုနဲ့ အင်ကိုပြန်ရောက်လာခဲ့တဲ့ရှီဗန်ညာတယောက်လဲရိုက်ဂျာဖုန်းပြောနေတာကိုတိတ်တိတ်လေးခြောက်နှားထောင်ခဲ့တဲ့အခါအယောင်းဝယ်ပြုတ်လုံးမဲ့နေရာကိုသိရှိခဲ့ရပါတယ်။ဒါကြောင့်ပဲရှီဗန်ညာလဲစီရှာနဲ့တိုင်ပင်ပြီးအစီအစဉ်တစ်ခုကိုလှုပ်ဆောင်ကသူတို့ကိုရိုက်ဂျာကလွတ်လိုက်တဲ့မိန်ကလေးတွေလို့အသွင်ယူပြီးအယောင်းဝယ်ပြုတ်လုံးမဲ့နေရာကိုတွားရောက်ကနိုင်ငံသားတွေနဲ့ဖိဆုံခဲ့ပါရိုက်ဂျာတို့ကကိစ္စတစ်ခုရှိလို့ရောက်ဖို့နောက်ကျမဲ့ကြောင်းဒါကြောင့်သူမတို့ကိုလှုပ်ပြီးရန်နာကိုဝယ်ယူမဲ့ကုံတွေတွေမပြင်းအောင်လို့ပြောပြရေးလှုပ်ပေးဖို့လှုပ်လိုက်တာဖြစ်ကြောင်းရှင်းပြကာ မာယာရီနဲ့မြုပ်ဆွနေခဲ့တာကြောင့်ဂုံသေးတွေကလည်းစီရှာတို့ရဲ့မာယာတော်မှာမျိုးသွားခဲ့ပြီးမွေမားတွေရဲ့အစိတ်နဲ့ပဲမိလဲချသွားခဲ့ပါတယ်။အဲဒီနောက်စီရှာနဲ့ရှီဗန်ညာတို့ကရိုက်တာတို့ရောက်လာမဲ့အချိန်ကိုစောင့်နေခဲ့ကြပါတယ်။ရိုက်တာတို့လည်းကားတစ်စီးနဲ့ရောက်ရှိလာခဲ့ချိန်မှာကားပေါ်မှာယာမနီကသူ့ကိုဘသူကမှမမြင်နိုင်အောင်မျက်နှာကိုဖုံးကွယ်ထားခဲ့ပြီးအုတ်ထုတ်ကိုစောင်းနာခဲ့တာကြောင့်တိုက်ပေါ်ကလှမ်းကြည့်နေခဲ့တဲ့ရှီဗန်ညာတို့လည်းငါးယောက်မြောင်လူသက်သမားမှန်းသိပေမဲ့မျက်နှာကိုမမြင်ခဲ့ရပါဘူး။အဲဒီနောက် ကားပေါ်ကနေရိုက်တာတယောက်တည်းဆင်းလာခဲ့ကရှီဗန်ညာတို့ရှီယာကိုလာနေခဲ့တာမို့ရှီဗန်ညာနဲ့စီရှာကလည်းယန္နာကုံတွေတွေဖြစ်အသွင်ပြောင်းခဲ့ပါတော့ရိုက်တာလည်းရောက်ရှိလို့လာခဲ့ချိန်မှာတော့ရှီဗန်ညာနဲ့စီရှာတို့ကယန္နာကုံတွေတွေပဲလို့ထင်ကသူမှပါလာခဲ့တဲ့မွေမြူတွေယန္နာကိုထုတ်ပေးခဲ့ပြီးပစံတွေကိုယူဆောင်ခဲ့ကပြန်သွားခဲ့ပါတော့ရှီဗန်ညာတို့လည်းသူတို့လက်ထဲကိုမွေမြူတွေယန္နာပြန်ရလိုက်တာမို့ဝမ်းသာသွားခဲ့ပြီးရှီဗန်ညာက စီရှာကိုဝင်းမြုတ်တေရနာကိုပေးလိုက်ကာဝပြုတ်ချောင်းကိုပြန်သွားဖို့နဲ့သူကတော့ငါးယောက်မြောက်လူသက်သမားကဘသူလဲဆိုတာသိအောင်ရိုက်ချာတို့နောက်ကနေလိုက်သွားမယ်လို့ပြောဆိုခဲ့တာကြောင့်စီရှာလည်းရနာကိုယူကာပြန်သွားခဲ့ပါတော့ရိုက်ချာလည်း ကားပုတ်ကိုပြန်ရောက်လာခဲ့တဲ့အခါသူ့မှာပါလာခဲ့တဲ့ပတ်စံတွေကိုဂျာမနီကမန်ပါပါပြတ်သားလာရင်ကိစ္စကအလွယ်လေးပါလို့ပြောဆိုနေခဲ့ချိန်မှာပဲရှီဗန်ညာကမွေးသွင်းကိုပြောင်းကာရိုက်ဂျာတို့ရဲ့ကားရှိရာကိုရောက်လာကမတော်နိုင်အောင်တိုက်ခိုက်နေခဲ့တာမို့ဂျာမနီကလည်းရိုက်ဂျာကိုပတ်စံတွေယူပြီးအင်ကိုအရင်ပြန်ဖို့ပြောဆိုခဲ့တာကြောင့်ရိုက်ဂျာကလည်းပတ်စံအစ်ကိုယူကကားပုတ်ကနေစင်းပြေးသွားခဲ့ပါရှီဗန်ညာလည်း တယောက်တည်းကြံခဲ့တဲ့ငါးယောက်မြောက်လူသက်သမားကိုသိအောင်ဖော်ထုတ်မယ်လို့ကြံကဒဲဂျီမဲဂျီနဲ့တိုက်ခိုက်နေခဲ့ချိန်မှာပဲယာမနီကနက်ဆီယာမာဂျီပေးထားတဲ့ဆောင်တွေကိုထုတ်သုံးခဲ့တာကြောင့်ရှီဗန်ညာလည်းယာမနီရဲ့အနာကိုမကတ်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှတော့ယာမနီကသူစီမာဆောင်ထားတဲ့ဒါနဲ့မွေးသွင်းပြောင်းထားတဲ့ရှီဗန်ညာရဲ့အမိကိုထိုးဆိုင်နေခဲ့တာမို့ရှီဗန်ညာလည်းဒဏ်ရာတွေရသွားခဲ့ပြီးငါးယောက်မြောက်လူသက်သမားကိုမဖော်ထုတ်နိုင်တော့ပဲနေရာကနေဖျက်ပြေးလာခဲ့ရပါတယ်။ရှီဗန်ညာလည်း သူရဲ့ခြေထောက်မှာဒဏ်ရာရရှိပြီးအင်ကိုပြန်ရောက်လာခဲ့တဲ့အခါရီတစ်ကိုလည်းမတွေ့တာမို့ရီတစ်တယောက်ဘယ်ကိုရောက်နေလဲဆိုတာကိုတွေးနေမိခဲ့ပါ යි ။ရာဂျာလည်းဂျာမနီတယောက်အင်ကိုပြန်မြောက်လာသေးတဲ့အတွက်မွေမရဲ့လက်ချက်ပဲမိသွားပြီလားဆိုပြီးစိတ်ပူနေခဲ့တဲ့အချိန်မှာဂျာမနီကအင်ကိုပြန်လဲရောက်ရှိလာခဲ့ပါ යි ။ဂျာမနီကမွေမကသူ့ကိုဘလို့မှအနေရမဖြစ်စေနိုင်ကြောင်းထွက်ပင်ပြေးသွားကြောင်းသူ့ကိုယ်သူဂုံယူစွာနဲ့ပြောဆိုနေခဲ့ပါ යි ။အဲဒီနောက် သူတို့ရရှိလာခဲ့တဲ့ပစံတွေကိုကြည့်လိုက်ပြီးရိုင်ဂျာကိုတိတ်ချစွာသိမ်းဆီးထားဖို့မှာကြားနေခဲ့ပါတယ်။ရှီဗန်ကလည်းသူမရဲ့ခြေထောက်ကဒဏ်ရာကိုဆေးထက်ကဘလာစတာကပ်ပြီးအိပ်ပျော်သွားခဲ့ချိန်မှာရီတက်တီယောအခန်းထဲကိုပြန်လည်ရောက်ရှိလာခဲ့ပြီးအိပ်ပျော်နေခဲ့တဲ့သူ့ရဲ့ဇနီးကျော်လေးကိုစိုက်ကြည့်နေခဲ့စင်ပါပဲ။ရှီဗန်ညာရဲ့ခြေထောက်မှာဒဏ်ရာရရှိနေခဲ့တာကိုတွေ့ရှိသွားခဲ့ပါတယ်။ရီတက်လည်းဒဏ်ရာကိုကြည့်လိုက်တော့ရှီဗန်ညာကလည်းနိုးသွားခဲ့ပြီး ်ဒီတန်ရာကမိဖို့ချောင်းဝင်းရင်ဖန်ကွဲစားကခြေထောက်ပေါ်ကိုကျပြီးရရှိသွားခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့တာကြောင့်ရီတစ်လည်းစစ်တပ်ဘူးလေးကိုယူကရှီဗန်ညာရဲ့တန်ရာကိုစိတ်ထည့်ပေးခဲ့ပါတယ်ရီတစ်စိတ်ထည့်ပေးခဲ့တဲ့အချိန်တိုင်းရှီဗန်ညာရဲ့အသားကိုလက်စွပ်နဲ့ထိမိသွားခဲ့တဲ့အချိန်တွေမှာရှီဗန်ညာလည်းတစ်ချက်တစ်ချက်ရနာမှာမွေးရီကုန်ဖြစ်ပြောင်းလဲနေခဲ့တာကိုတော့ရီတက်ကသတိမထားမိခဲ့ပါဘူးရီတက်တရာရှီဗန်ညာကိုစိတ်ထည့်ပြီးသွားချိန်မှာ ယာမနီကအခန်းထဲကိုဝင်ရောက်လာခဲ့ပြီးရှီဗန်ညာရဲ့ခြေထောက်မှာဒဏ်ရာရရှိထားခဲ့တာကိုတွေ့မြင်သွားခဲ့ပါရီတက်လည်းယာမနီယာရှီဗန်ညာကမိဖို့ကြောင့်ဝင်ရင်ခြေထောက်မှာဖန်ကွဲစာထိသွားလို့ပါလို့ပြောပြခဲ့တော့မှယာမနီလည်းအိမ်လုတ်တွေကိုအစီကံတွေကိုမခိုင်းမဲကိုတိုင်ဝင်လုံနေခဲ့တဲ့အပေါ်မှာရှီဗန်ညာနောက်ဒီလိုမျိုးမလုပ်ဖို့ပြောဆိုခဲ့ပြီးသတိထားပြီးတော့အလုတ်ကိုလုတ်ပါလို့ပြောဆိုနေခဲ့ပါအဲဒီနောက်ယာမနီကမင်းအဖေကအကြီးကြီးခေါ်ခိုင်းစရာရှိလို့ခေါ်နေခဲ့တာမို့ သွားလိုက်ပါအောင်လို့ရီတစ်ကိုပြောဆိုကပြန်သွားခဲ့တာကြောင့်ရီတစ်ကလည်းရှီဗန်ညာအခန်းထဲကနေဘယ်ကူမှမသွားဖို့မှားချခဲ့ကရိုက်ဂျာရှိရာကိုထွက်သွားခဲ့ပါတယ်။အဲဒီနောက်ရှီဗန်ညာလည်းရိုက်ဂျာကရီတစ်ကိုဘာကိစ္စရေးကြီးခိုင်းရတာလဲဆိုတာကိုသိရှိရဖို့အတွက်အခန်းထဲကနေဘသူမှမသိအောင်ထွက်လာခဲ့ကရီတစ်နဲ့ရိုက်ဂျာတို့ပြောဆိုနေခဲ့တာတွေကိုခိုးနှားထောင်နေခဲ့ပါတယ်။ရိုက်ဂျာက ဒီစိမ့်မှာသူ့ရဲ့အသိမိတ်ဆွေတွေကိုအရေးကြီးသွားချို့ပေးဖို့အတွက်ရီတစ်ကိုခိုင်းစေနေကြတာဖြစ်ပြီးအမြန်ဆုံးရောက်အောင်လဲဖြက်လန်းကနေသွားဖို့ခိုင်းစေခဲ့ပါတယ်။ဒါကြောင့်ပဲရီတစ်လည်းဖာကင်ကအရေးကြီးတယ်လို့ပြောတာကြောင့်အမြန်ဆုံးပဲအိမ်ကနေထွက်သွားခဲ့ပါတော့တယ်။ရှီဘန်ညာလည်းရီတစ်ကိုရိုင်ဂျာကဘာလို့များဒီစိတ်ကိုလူသွားချို့တာကိုအရေးကြီးနဲ့လွှတ်ရတာလဲဆိုတာကိုစဉ်းစားမရဖြစ်နေခဲ့ပြီးသူမလည်းကတာခါရုရှိယာကိုတိတ်တိတ်လေးထွက်လာခဲ့ပါတယ်။ ရှိပန်းကြလည်းဝပြုတ်ချောင်းကိုရောက်တဲ့အခါမွေးမြူတွေရန်နာကိုစီရှာနဲ့အတူနေရာမှန်မှာပြန်လည်ထားရှိခဲ့ပါတယ်။အရှင်ရဲ့ရှေတော်မောက်မှာမွေးမြူတွေရန်နာကို ယူဆောင်ပေးနိုင်ခဲ့တာမို့ရှိပန်းညာနဲ့စီရှာတို့လည်းဝမ်းသာနေခဲ့ကြပါတယ်။အဲဒီနောက်စီရှာကသူတို့အနေနဲ့အဆင့်တစ်ခုတော့အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးကြန့်ရှိနေသေးတဲ့ရှိပန်းညာရဲ့မိဘတွေအတွက်ကလစားချေမှုကိုဆက်လက်အောင်မြင်အောင်လှုပ်ဆောင်သွားရမယ်လို့ပြောဆိုနေခဲ့ပါတယ်။ရှိပန်းညာကလည်း ငါရောက်မြောက်လူသက်သမားကိုမဖောက်ထုတ်နိုင်သေးတဲ့အတွက်အားမလို့အားမရတွေဖြစ်နေခဲ့ပြီးအဆိုပါလူကအရန်ကိုကောက်ချစ်ပြီးအန်ဒီယေကလည်းလွန်များတာကြောင့်တခြားနီလန်စဉ်းစားပြီးဖောက်ထုတ်မှရမယ်လို့စီရှာကိုပြောနေခဲ့ပါတယ်။အဆိုပါအချိန်မှပဲကောင်းမဒန်ယာနဲ့မိမောနေခဲ့တဲ့ဘရင်ကြီးဆက်ဂရန်စင်ကသူ့သားကိုကယ်တင်ပေးဖို့မဖြစ်တမ်းရွတ်ဆိုနေခဲ့တာကြောင့်ရှီဗန်ညာလည်းတစုံတရာကိုတရိယာသွားခဲ့ပြီးသူမရဲ့မသိစိတ်ကလည်းရီတတရာအန်ဒီယေဖြစ်တော့မယ်ဆိုတာကိုသိရှိနေခဲ့ပါတယ်။ ။ဒါကြောင့်ရှီဗန်ညာလည်းစိတ်ပူသွားခဲ့ကရီတီရဲ့နောက်ကိုမှီလိုက်ပြီးကက်တင်မို့လှုပ်ဆောင်ခဲ့ပေမဲ့စီရှာကတားနေခဲ့တာကြောင့်ရှီဗန်ညာလည်းရီတစ်ကရိုက်တာရူရဲ့ရုံမာမှုတွေနဲ့မပတ်သက်ပဲအဖြစ်ကင်းတဲ့ဆိုတာကိုသူသိကြောင်းဒါကိုတတ်သိပြဖို့နောက်ဆုံးအနေနဲ့ခွင့်ပြုပေးဖို့အတွက်စီရှာကိုပြန်လည်ပြောဆိုခဲ့တာကြောင့်စီရှာလည်းရှီဗန်ညာကိုမတားတာတော့ပဲရှီဗန်ညာထွက်သွားတာကိုကြည့်နေမိခဲ့ပါရှီဗန်ညာလည်းအင်ကိုပြန်ရောက်တော့ရိုက်တာကသူ့ရဲ့သဘဲတယောက်ကို ရီတီရဲ့ကားကိုဘရိတ်ပောက်တဲ့ပုံစံပြုတ်လောက်ပြီးမတော်ဆဖြစ်ကတိုက်ဆုံးသွားတဲ့ပုံစံဖန်တီးပြီးတပ်ပစ်လိုက်ဖို့ခိုင်းစေနေခဲ့တာကိုရှီဗန်ညာက ကြားသွားခဲ့တာကြောင့်ရီတစ်ကိုဖုံးဆက်နေခဲ့ပေမဲ့မရရှိခဲ့ပါဘူးရီတစ်ကလည်းလမ်းမကားပြတ်နေလို့ဝင်ရောက်ပြုတ်ပြင်နေခဲ့ခြင်းဖြစ်တာကြောင့်ကားပေါ်မှာဖုံးကျန်ခဲ့ပြီးရှီဗန်ညာဖုံးဆက်တာကိုသတိမထားမိခဲ့ပါဘူးတကယ်တော့ရီတီရဲ့ကားကိုပြင်ပလိုက်တဲ့သူကရိုင်ဂျာကခိုင်းစေထားခဲ့တဲ့သူပဲဖြစ်ပါရှိဗန်ညာလည်းရီတစ်ရဲ့ဖုန်းကိုထပ်ဆက်ကြည့်တော့ရီတစ်ကဖုန်းကန်နေတာမို့ ရီတက်တရာရောက်ရှိနေတဲ့နေရာကိုမင်းမြန်ခဲ့ပါတယ်။ရီတက်ကလည်းသူ့လေစိတ်ကိုသွားနေတာဖြစ်ကြောင်းနဲ့အဖေရဲ့မိတ်ဆွေတွေကိုသွားချိုတာဖြစ်ကြောင်းဖြလန်းကနေသွားခိုင်းတဲ့အတွက်ရောက်ရှိလို့လာခဲ့ပေမဲ့အခုလမ်းတွေကအရန်ကိုကြမ်းကြောင်းပြောဆိုပြီးရှီဗန်ညာနဲ့ဖုန်းပြောဖို့ကားကိုလမ်းမေးမှာခဏရက်လာရအောင်မယ်လို့ပြောဆိုကာကားဘရိတ်ကိုနင်းနေခဲ့ပေမဲ့ကားကဘရိတ်မမိပဲဖြစ်နေခဲ့ကရီတက်တရာကားကိုရက်တန်းလို့မရပဲဖြစ်နေခဲ့ပါတော့တယ်။အဆိုပါအချိန်မှာပဲမြန်တဲ့ချင်းဆိုင်ကကုန်တင်ကားစီးကလာနေခဲ့ပြီး ရီတက်လည်းကုန်ကားကိုရှောင်တိန်လိုက်ရင်ကားကလမ်းဘေးကိုထိုးဆင်းသွားနေခဲ့တာကိုသတိပြုလိုက်မိတဲ့ရီတက်လည်းကားပေါ်ကနေအမြန်ဆုံးခုန်ထွက်လိုက်ပါတော့တယ်။ကားကတော့ကြောက်သေးကိုဆက်လက်ထိုးချသွားခဲ့ပါတယ်။တပတ်မှလည်းမွေစိတ်မိယာမှပြန်လဲသတိရလာခဲ့တဲ့နိုင်ငံသားရန်နာကုန်တယ်နှစ်ယောက်ကရိုက်ဂျာရှီယာကိုရောက်ရှိလို့လာခဲ့ပြီး သူတို့စီကိုရိုက်ဂျာလွတ်လိုက်တဲ့မိန်ကလေးညောင်ရောက်လာပြီးတဲ့နောက်မှာသတိမေးသွားခဲ့ရကရန်နာကိုမရလိုက်တဲ့အပြင်ပတ်စံတွေလည်းပတ်သွားခဲ့ကြောင်းဒါကရိုက်ဂျာရဲ့လက်ချက်ပဲဖြစ်ကြောင်းဆွဆွဲပြောဆိုခဲ့ကပတ်စံတွေကိုပြန်တောင်းနေခဲ့ပါရိုက်ဂျာကလည်း ူအနေနဲ့ဘိမိတ်ကလေးကိုမှမလွတ်ခဲ့ကြအောင်ပဆိုင်ကိုလည်းပြန်မပီးနိုင်ကြအောင်အငင်းခုန်ဖြစ်နေခဲ့တာကြောင့်နိုင်ငံသားရန်နာကုန်တွေကသူတို့ရဲ့ပဆိုင်ကိုပြန်မရရင်ရဲကိုတိုင်မယ်လို့ပြောဆိုနေခဲ့စင်ပါပဲ။ဂျာမနီကရောက်ရှိလာခဲ့ပြီးပဆိုင်တွေပြန်ပီးလိုက်ဖို့ရိုင်ဂျာကိုပြောဆိုခဲ့တာကြောင့်ရိုင်ဂျာလည်းမတက်တာတော့ပဲပြန်ပီးခဲ့ရပါတယ်။ရန်နာကုန်တွေပြန်သွားခဲ့တဲ့အချိန်မှာတော့ ဂျာမနီကဒါရီအလုံးကမွေမရဲ့လက်ချက်ဖြစ်ကြောင်းရိုင်ဂျာကိုပြောဆိုကမွေမြူးတွေရန်နာကိုပြန်ရဖို့ရီတစ်ကိုလိုအပ်နေပြီလို့ပြောဆိုခဲ့တာကြောင့်ရိုင်ဂျာလည်းခေါင်းချီသွားခဲ့ပါတယ်။ရိုင်ဂျာကသူ့ရဲ့သပယ်တွေကိုရီတစ်ကိုကာပရိပောက်တဲ့ပုံစံနဲ့လှုပ်ချန်ခိုင်းလိုက်ပြီးဖြစ်ပါတယ်။ရှီဗန်ညာလည်းရီတစ်တန်ကိုသူမရဲ့စွန်းတွေနဲ့အမြန်ဆုံးရောက်ရှိလာကခေတင်ခဲ့ပေမယ့်ရီတစ်ကတော့ဒိုင်ယာရီနဲ့မိမျောနေခဲ့ပြီးဖြစ်ပါတယ်။ တစ်ဖက်မှာလည်းဝိပုကျောင်းမှရှိတဲ့မရင်ကြီးစကရန်စင်ကရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့တယ်လို့မွေမြူတေရနာကလည်းထပ်မံပျောက်ဆုံးသွားခဲ့တာကြောင့်ကတခါနဲ့စီရှာတို့ကလည်းလိုက်လံရှာဖွေနေခဲ့ကြပါရိုင်ဂျာလည်းသူ့ရဲ့တပည့်တွေကိုလက်မလွန်သွားအောင်ဖုံးဆက်ပြောဆိုနေခဲ့ပေမဲ့တပည့်ဖြစ်သူကကားကရောက်သေးကိုကြပြီးတစားစီဖြစ်သွားပြီမို့ကားပေါ်မှာပါလာတဲ့လူတွေလည်းတိဘူးကလွဲပြီးအချားမရှိနိုင်ကြောင်းပြောဆိုလိုက်တဲ့အတွက်ရိုင်ဂျာလည်းယာမနီကိုဘလို့ရှင်းပြရပါမလဲလို့တွေးပြီးခေါင်းကိုက်သွားခဲ့ပါတယ် ရှီဗန်ညာကတော့သတိမေးနေခဲ့တဲ့ရီတစ်ကိုလှုံ့နှိုးနေခဲ့ပြီးရီတစ်တရားဒန်ယာရီနဲ့သတိပြန်ပလဲလာခဲ့တာကြောင့်ရှီဗန်ညာလည်းဝမ်းနဲ့ကငိုကြွေးနေခဲ့ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလူစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကို အချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်။